နောက်ဒီလူခေါ်တဲ့အပိုင်းပထမဆုံးကတော့ကျွန်တော်ခြေသွေးအောင်ပြီးတဲ့အချိန်မှာကြားရတာ ISP ကဒီနိုင်ငံသားကစားသမားခေါ်မယ်အဓိကအထောင်တိုက်စစ်နေရာအတွက်သူတို့လူနေတယ်အဲ့တော့ခေါ်မယ်ခေါ်ဖို့အတွက်ကြိုးစားမယ်ဆိုတဲ့တဲ့တင်နေကြရတယ်ဒါပေမဲ့အခုချိန်ဒီပေါ့နော်အခုချိန်ဆိုတာဒီရိုက်ကူးရိုက်တဲ့အချိန်ဒီကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီး confirm မဖြစ်ဘူးခေါ်ပြတဲ့ဆိုတာမျိုးလည်းမတွေ့ရဘူးအဲ့ဒါကတော့အတင်းအတွက်အားနေချက်လို့ကျွန်တော်မြင်နေတယ်စကောပြစ်တဲ့များအလုံးပဲ မင်္ဂလာပါဒီစီစဉ်ကိုကတော့ wise back ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါဗျ။ break တတွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် hot အကန့်အသတ်မရှိတဲ့ဒါမောင်းတွေတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wise back ကို download လုပ်ပြီးတော့မှ one soccer hot promo code နဲ့သူဒါအကောင့်ဖွင့်ကစားနိုင်ပါလေ။ပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့စုလက်ကြောင်းကိုတင်ကောင်းပါခြင်းပါတယ်။ တခြားအာဝဇာနီတွေနဲ့တူဘူးအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ် promo code ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဆော့ကောပီးသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ local sport အစီအစဉ်အနေနဲ့ ISP အသင်းရှင်တိုင်ကစားသွားမယ့်အာရှ Champion League အုပ်စုတွင်အခြေအနေတွေပေါ်မှာကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ season မှာတော့ကျွန်တော်နဲ့အတူကိုစိုးညီနဲ့ကောင်းထက်တို့ကပေါင်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် င်္ဂလာပါကိုရေဟုတ်မင်္ဂလာပါကိုမင်္ဂလာပါညီလေးဒါအာရှရဲ့ဒါအမြင့်ဆုံးပြိုင်ပွဲပေါ့နော်အာရှချန်ပီယံလီးဂ်အဖြစ်ဒါအိမ်ကွင်းမှာဒါမြန်မာကိုစားပြုပေါ့နော် ISP အသင်းကဒီကိုရီးယားကလပ်ဆူဝမ်ရဲ့ဂျပန်ကလပ်ဒါတိုချိုဘာရီရဲ့ပြီးတော့မြောက်ကိုရီးယားကလပ်နာဂိုယောင်းအသင်းနဲ့ကစားရမယ်ဆိုတော့အင်ရှင်ဖြစ်ကစားရမယ်လာမယ့်9ရက်နေ့မှာ ီပြိုင်ပွဲကိုစပြီးတော့အကျင်းပါမယ်ဆိုတော့လက်ရှိပြိုင်ပွဲအခြေအနေပေါ်မှာပေါ့အခုအမြင်လေးကိုစိုးညီရပဲစပြီးပြောပြပါအောင်ကိုဟုတ်ဒီပြိုင်ပွဲနဲ့ပတ်သက်လို့နည်းနည်းလေးအကြံဉာဏ်လေးပြောချင်ပါတယ်ဟုတ်ကဲ့ဒီကျွန်တော်တို့နောက်ဆုံးအဆင့် AFC Women Asia Champion League ဒီဟာကို12တင်းတက်လာတယ်ရှေ့မှာခြေစပွဲအဆင့်နဲ့ကစားခဲ့ရတယ်ကျွန်တော်တို့ ISP ကလည်းကစားခဲ့ရတယ်အဲ့အမြင်ဒီ12တင်းကဒီနောက်ဆုံးအဆင့်ကိုရောက်လာတယ်12တင်းရောက်လာတဲ့အချိန်မှာ၄တင်းစီပါဝင်တဲ့အုပ်စုသုံးခုခွဲလိုက်တယ် ဒီအုပ်စုတစ်ခုချင်းစီရနေပထမဒုတိယရတဲ့အသင်းနှစ်သင်းစီ6သင်းရဲ့အကောင်းဆုံးအုပ်စုတတိယနှစ်သင်းရဲ့စုစုပေါင်း8သင်းအား quarter fight လည်းဟုတ်စပ်ပြီးကစားရမယ်အဲ့လိုပုံစံလေးတော့တို့ကရှင်းဆွဲထားရတယ်ကျွန်တော်တို့ကတော့ group C ထဲမှာသွားကြရတယ် group C မှာပွဲလဲကြက်တယ်လို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ Japan Club တောင်ကိုရီးယား Club မြောက်ကိုရီးယား Club တွေနဲ့တူတူသွားဆုံးတဲ့အတွက်ပွဲကတော့တော်တော်လေးကြက်တဲ့အနေထားနဲ့ရှင်းဆိုင်ရမယ်အိမ်ခွဲမှာတော့ကစားရမယ်ဒါကတော့ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဂျမ်းမြင့်အနေထားပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါအုပ်စုတင်အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါကောင်းထက်ရဲ့အမြင်လေးပေါ့အုပ်စုကလည်းဒါကိုစိုးညီပြောခဲ့တယ်ပေါ့နော်ဒီအာရှရဲ့အင်အားကြီးနိုင်ငံတွေကိုစားပြုအသင်းတွေနဲ့ကစားရမယ်ဆိုတော့ဒီအခြေအနေပေါ်မှာညီလေးရဲ့အမြင်လေးပြောပြပါဦးဟုတ်ကဲ့မြန်မာအသင်းအကြောင်းပဲစပြောလိုက်ပါတော့နော်မြန်မာအသင်းကတော့အလုံးတည်ပြီးသားပဲအဲဆိုရင်ဒီ level စဉ်ဒီ SP ရဲ့ပြင်ပ level စဉ်ကစားက6ယောက်ရွေးထားတယ်ဘသူတွေပါတယ်ပါတယ်ဆိုတော့ဒါထဲမှာပြောတော့အလုံးပဲတည်လိုက်မယ် ကစားသမားတွေပဲဆိုတော့နောက်တစ်ချက်ကျတော့ဒီနီးပြရဲ့ပွဲကိုချင်းကပ်မှုပါအဲ့ဒါလည်းဒါကျွန်တော်အာဘွန်နဲ့တော့ကျွန်တော်မချင်းကပ်ချင်တော့ဘူးဒါနီးပြအခုရယ်ဆုံးဖြတ်လိုက်မယ်ကျွန်တော်တို့အဲ့ဒီဘက်မှာလည်းကျွန်တော်ဒီသုံးသက်တာတွေပါကျွန်တော်မလုပ်ချင်တော့တော့အသင်းရဲ့အခြေအနေတွေတော့ကျွန်တော်နည်းနည်းပြောချင်တယ်မြန်မာအသင်းကြောင့်တော့ထားလိုက်ပေါ့နော်အခြားအသင်းသုံးတယ်ပေါ့အဲ့မှာထူးခြားတာဒီဒီတောင်မြောက်ကိုရီးယားကလနာဂိုရမ်ပေါ့နော်ကျွန်တော်ဒီတက်ဆိုင်ရအသေးသေးအချက်လက်တွေကိုရှာကြည့်ရတဲ့အခါမှာ U19 နဲ့ U20 အမျိုးသမီး World Cup Champion ဖြစ်ခဲ့ဘူးလေဆိုတာလွဲ ေါ့နော်ဖြစ်ခဲ့ဘူးလေဆိုတော့နာဂိုရန်တော့မဟုတ်ဘူးမြောက်ကိုရီးယားအသင်းရဲ့အမျိုးသမီးအသင်းရဲ့ချန်ပီယံဖြစ်ခဲ့ဘူးလေဆိုတော့အလွန်ကျွန်တော်မရှိဘူးဒါပေမဲ့အနာဂိုရန်အသင်းကအဲ့ဒီချန်ပီယံဖြစ်ခဲ့တဲ့ကစားသမားအများဆုံးနဲ့စုဖွဲ့လာမယ်ဆိုတဲ့သတင်းမျိုးတော့ဒီအာရှဒီမီဒီယာတော်တော်များများပေါ်ပြလာတော့တွေ့ရတာဒါနာဂိုရန်နဲ့ပတ်သက်တဲ့ဒါနောက်ဆုံးသတင်းတွေပေါ့နော်အဲ့တော့ဒီကျွန်တော်လည်းကြည့်လိုက်တော့တိုโจဗာရီပေါ့နောက်တစ်သင်းရတော့အဲတိုโจဗာရီအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့တိုโจဗာရီကတော့ဒီပြိုင်ပွဲကျွန်တော်ပါတဲ့အုပ်စုတဲမှာဆိုလို့ရှိရင်ဒါ အင်အားကြီးဆုံးကစားရအခက်ဆုံးခြေစွမ်းအမြင့်ဆုံးကစားဒီအသင်းဖြစ်တယ်ပေါ့နော်ဒါတို့ရတာဂျပန်အမျိုးသမီးဘောလုံးလောကမှာတော့အောင်အမြင့်ဆုံးအသင်းပဲဒီ2019ဒီအာရှချန်ပီယံလီတို့ရဘူးတယ်ပြည်ရအမှတ်ပေးဖလား16ကြိမ်ရဘူးတယ်ဂျပန်အင်ပါယာဖလား15ကြိမ်ရဘူးတယ်ဟောအဲ့လိုဒီရက်ကော့ကောင်းတဲ့အသင်းမျိုးဖြစ်တယ်အဲ့တော့ဒီနာဂိုရန်ကလည်းကျွန်တော်တို့ ပြောမှဆိုလို့အတင်းကြောင့်မသိရတဲ့အတွက်လက်စင်အတင်းစူဖဲမှုနဲ့လက်စင်ဖြစ်လာမှုများကစားနာမအများစူဖဲမှုဖြစ်လာမယ်အတွက်ကစားခတ်မှာပဲဒီတိုဂျိုဗာရီကလည်းအဲ့လိုမျိုးဖြစ်တယ်အဲ့တော့နောက်တစ်သင်းပေါ့နော်နောက်တစ်သင်းပေါ့တော့ဒါဆူဝမ်ပေါ့တောင်ကိုရီးယားဆူဝမ်ဆူဝမ်အတင်းရောအချိန်တွေရောဘယ်လိုရှိလဲကျွန်တော်ဆက်ကြည့်ရဲ့အခါမှာတော့ဒီ ISP အတင်းကဆူဝမ်အတင်းကိုအနိုင်ရဖို့ပြတ်မှတ်ထားလို့ရနိုင်တဲ့အချိန်တွေဆိုတော့ကျွန်တော်ပြန်တွေ့တယ်သူကလက်ရှိလီမှာသူတို့လီမှာ28ပွဲကစားပြီးတဲ့အချိန်မှာ9ပွဲနိုင်9ပွဲတည်း14ပွဲအထိရှုံးထားတယ် ပြအသက်အဆင့်ရက်တင်ဖို့ကလည်းဒီအဆင့်18နေရာမှာရှိတယ်။တွင်းကောကလည်းတို့ကစားထားတဲ့28ပွဲမှာ28ဘူးပဲတွင်းထားပြီးပေကူက45ဘူးအထိရှိတယ်။အဲ့တော့ဒီစူဝမ်အသင်းအချိန်လေးကတော့ဒါကျွန်တော်တို့လက်ရှိမှာဆိုတော့နိုင်ဖို့အနိုင်ရအောင်ကစားနိုင်ဖို့ညှော်လင့်လို့ရနိုင်တယ်။ပြီးရင်တခြားဒီဘက်တိုချိုဗာရီတို့ဒီမြောက်ကိုရီးယားကလပ်တို့နဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ ပေးကိုအ ਨੇ ဆုံးနဲ့တရေတပွဲလောက်ရနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်တက်ဖို့ဆိုတဲ့နေရာမှာအကောင်းဆုံးတတိယလောက်တော့ကျွန်တော်တို့မျောလင်းလို့ရမယ်လို့ဒါယူဆမိတယ်။အဲ့တော့ဒီဒီဆိုရအသိန်းကျောက်ဆက်ပြောတဲ့အခါမှာဒီဆိုရအသိန်းမောင်ကိုဘယ်လိုကစားသမားတွေပါလာမလဲဆိုလို့ရှိရင်ဒါအသိန်းကောင်းဆောင်ချိုဟိုဆွန်ချိုဟိုဆွန်ဆိုလို့ရှိရင်အသက်38ခုနှစ်နေရှိပြီးဝက်ဆန်စပါနဲ့ဘာမင်ဟန်တို့မှကစားခဲ့ဘူးလေတွေ့ကြုံရှိတယ်။ပြဒီတိုက်ဆက်မှုဒီဘရာဇီးကမီလီနဲမောနော်သူ့ကိုတော့ဒါအာရှချန်ပီယံလိမထွန်တောက်လာမယ်ဒီစတာပလေယာပြ highlight လုပ်ထားတယ်အာရှ ဒေတာရီမီဒီယာတော်တော်များများအဲ့တော့အသင်း၃သင်းကိုကျွန်တော်တို့ထပ်ပြီးတော့ချက်ကတ်ကြီးလိုက်မယ်ဆိုတဲ့နေရာမှာချက်ကတ်ကြီးမယ်ဆိုလို့ရှင်ဆိုဝါအသင်းကတော့ကျွန်တော်တို့အနိုင်ရောင်းရနိုင်တဲ့အချိန်လေဂျပန်ကတော့မလွယ်ဘူးတောင်ကိုရီးယားလည်းမလွယ်ဘူးအဲ့တော့ဒီတပွဲလောက်ကိုအနိုင်ကစားပြီးတေတမတ်လောက်ရမယ်ပေကိုလည်းနည်းမယ်ဆိုလို့ရှင်ကျွန်တော်အကောင်းဆုံးတတိယလောက်မျောလင်းလို့ရနိုင်တယ်အဲ့တော့ညီမအမျိုးသမီးအသင်းကြောင့်ဆက်ပြောခြင်းတယ်မအမျိုးသားဆက်ပြောရတဲ့နေရာမှာခုနကကျွန်တော်တို့လရေစဉ်ပြင်ပကစားသမား၉ဦးအထိရွေးထားတယ်ပြီးလက်ရှိစုဖွဲ့မှုကလည်းအမျိုးသမီးတို့မှာ ISP က ဒါခြေစွမ်းမမထန်ထန်ရှိရဲကစားပုံကောင်းတယ်အဲ့ဒါအပြင်ကိုဒါကျွန်တော်တို့ဒီဟိုလီစနစ်ဒရိုက်တာမီဆုဒီယူဆက်ခွန်မှာဖြစ်မယ်တင်တယ်သူကဒီဒီ ISP အသင်းကိုဒီပြိုင်ပွဲအတွက်လာပြီးတော့ပူပေါင်းပြီးပြင်ဆင်ပေးနေရဆိုတဲ့တရုံလေကျွန်တော်တို့ကြားရတယ် တော့မြန်မာမျိုးသမီးအသင်းကြောင်းတွေးမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်အာမတန်နဲ့ပြိုင်ဘက်တွေနဲ့တွေးရတာဒါပြင်ဆင်မှုအပိုင်းဒီပြင်ဆင်မှုအပိုင်းရယ်ပြီးသူရင်ဆိုင်မဲ့အခြေအနေရယ်သူလက်ရှိလုပ်နေတဲ့အရာတွေရယ်ပြီးကစားသမားအင်အားပြီးပါဝင်ပတ်သက်နေတဲ့အကြောင်းအရာတွေဖြစ်ဆက်ပြီးစဉ်းစားလိုက်မယ်ဆိုလို့ရှိရင်တော့ဒီပြိုင်ပွဲမှာကျွန်တော်တို့ဟိုမျှော်လင့်လို့ရနိုင်တဲ့အခြေအနေတော့ရှိရယ်ဒါပေမဲ့ကျွန်တော်တို့တော့ဒါလည်းပထမဦးဆုံးအတွေ့အကြုံနဲ့ဖြစ်တဲ့အတွက်ရှုံးခဲ့ရင်တော့ဒါကျွန်တော်တို့ပရိသတ်တွေအနေနဲ့တော့ဒီအသင်းကိုအပြစ်တင်မဲ့အခြေအနေတော့မရှိနိုင်ဘူး။ဟိုနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါစုတစ်ခုပေါ့နော်။ အဲ့လိုတော့ကျွန်တော်မြင်ရှိပါတယ်ဟုတ်ကဲ့ပါဒါအာရှရဲ့အစမြင့်ဆုံးပြိုင်ပွဲဆိုတော့ကစားကွင်းရတာနဲ့ကိုဒါအသင်းတွေအတွက်အများကြီးအကျိုးရှိနေပြီအဲ့တော့အခုအမြင်လေးလဲဒီလက်ရှိအုပ်စုရင်းအခြေအနေတွေပေါ်မှာသုံးသပ်ပေးပါအောင်ကိုကျွန်တော်မြင်တာကတော့အုပ်စုကအရန်ကျက်တယ်ကျွန်တော်တို့တည်တမှတ်ရဖို့တော့မလွယ်ဘူးလို့မြင်တယ်ဒီအုပ်စုခွဲဝေမှုကလည်းဘုနာကျွန်တော်ပြောသွားသလိုပဲအရန်ကျက်တဲ့တဲ့ကိုရောက်သွားတယ်ကျွန်တော်တို့နိုင်ခဲ့တဲ့ခြေစပွဲအဆင့်မှာကျွန်တော်နိုင်ခဲ့တဲ့ဖလစ်ပိုင်ကလပ်တောင်မှကျွန်တော်တို့တော့ ကြက်တဲ့အုပ်စုလေးကိုမရောက်စတေဒီယမ်လာကူနာဆိုရင် तू ကအုပ်စုဒုတိယပဲရတယ်ဒါပေမဲ့ तू ကအုပ်စု A ထဲမှာကြားရတယ်သူတို့အုပ်စုမှဆိုတကယ်ကြက်တာဆိုလို့အော်ဒီကလပ်တက်တင်မဲ့ပါလေတန်နာစင်ကာပူကလပ်ပါလေဘီယန်ကလပ်ပါလေဆိုလိုတာအုပ်စု A မှာဆိုရင်ဒေသမှာ၃နှစ်စီ၈တော်ကြာဒေတာရင်းတိုင်ပဲတွေပေါ့ကျွန်တော်တို့အုပ်စု C ကိုပြန်ကြည့်တော့ဒီဒေတာရင်းအားဆိုလို့ကျွန်တော်တို့ ISP တက်တင်မဲ့ပါလေတန်နာတန်နာဂျပန်ဂျပန်ဒီအာရှရဲ့နံပါတ်၁ဖြစ်တယ်လို့ကဘာ ထိတ်တန့်အဆင့်မှလည်းရှိတယ်။ဘာကြက်မြန်လည်းသူတို့ရတာပေါ့လေ။ဂျပန်ပြီးသွားလို့ရှိရင် Ranking စီလာရင်မြောက်ကိုရီးယားကြီးအရှမှာအကောင်းဆုံးပဲ။ပြီးသွားလို့ရှိရင်တောင်ကိုရီးယားနဲ့အော်သီလာတယ်။အရှရဲ့အကောင်းဆုံးအသင်းတွေကဘာထိတ်တန့်အဆင့်အသင်းတွေနဲ့ကျွန်တော်တို့တောက်စုလည်းကြားရတယ်။ကျွန်တော်အမြင်ကတော့ level ချင်းกว่าနေတယ်။နိုင်နာရှုံးနာကတော့ဟိုနိုင်နဲ့ရှုံးတဲ့အပေါ်မှာတော့တိတ်ပြီးတော့ခံစားချက်နဲ့မပြောချင်းဘူး။ဒီအဆင့်အထိကစားခွင့်ရတာဒီအသင်းတွေနဲ့ကစားခွင့်ရတာကိုပါပဲကျွန်တော်အမြင်ကတော့မြန်မာဘောလုံးလောကအတွက်မြန်မာမျိုးသမီးအသင်းတွေအတွက် ဒါစုလက်တစ်ခုအခွင့်ရေးအခွင့်အလမ်းကောင်းတစ်ခုလို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအဆင့်ဒီလိုအသင်းဒီလိုကစားသမားမျိုးတွေနဲ့ကျွန်တော်တို့ခြေစမ်းမှုကစားဖို့ဆိုရင်တော့မှတော်တော်ခက်ခက်ခက်ခဲစီစီရမယ်ဟာ။ခုနကဂျပန်ကလပ်တူဂျိုဘာတွေမှာဆိုလဲကျွန်တော်တို့ဒီဝေါ်ကပ်ရတော့ကဂျပန်လက်ရွေးတဲ့မျိုးသမီးမှပါဝင်ခဲ့တဲ့ကစားသမားဆိုတော့ဒီတူဂျိုဘာတွေမှာပြန်ပါတာမျိုးကိုတွေ့ရတယ်။ကျွန်တော်ဆူဝမ်တောင်ကိုရီးယားကလပ်ဆူဝမ်မှာဆိုရင်လည်းခုနကသူပြောသွားတဲ့ဒီ38နှစ်အရွယ်ကစားသမားဆိုတာလေပရီးမီးယားလိဂ်ကမျိုးသမီးကလပ်တွေမှာကျင်လည်ခဲ့တာနောက်ပြီးတော့ဘရာဇီးလက်ရွေးစဉ် U20 က ကစားသမားလေးအဲ့ဒါလည်းဒီစူပါရဲ့အဓိကကစားသမားဖြစ်နေတာတွေ့ရတယ်မြောက်ကိုရီးယားမြောက်ကိုရီးယားဒီလည်းကျွန်တော်တို့သတင်းချက်လက်တွေရှာဖွေတဲ့နေရာမှာအခက်အခဲရှိတယ်ဆိုမှမြောက်ကိုရီးယားအမျိုးသမီးအသင်းရဲ့ဘောလုံးအဆင့်တန်းကိုကြည့်မယ်ဆိုရင်တေချာပေါက်တောင်းတင်းလာမယ်တေချာပေါက်ကိုအသင်းကောင်းတဲ့အသင်းဖြစ်လာလိမ့်မယ်ကျွန်တော်အမြင်ကတော့ဒီတောင်ကိုရီးယားတို့မြောက်ကိုရီးယားတို့ဂျပန်တို့ရဲ့အမျိုးသမီးဘောလုံးအဆင့်တန်းဒီကျွန်တော်တို့မြန်မာမှမဟုတ်ပါဘူးဗီယက်နမ်ပဲဖြစ်ဖြစ်ဖိလစ်ပိုင်ပဲဖြစ်ဖြစ် ထိုင်းပဲဖြစ်ဖြစ်အဲ့ဒါဒီတက်ကိုအများကြီးတာတော့လည်းပုံမြင်တဲ့အဆင့်မှာရှိတယ် next level မှာရှိနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ရောဒီဘွဲက ISP ရဲ့အုပ်စုခွဲဝင်မှုကလည်းကန်ဆိုးတယ်လို့ပဲပြောရမယ်အုပ်စုအရန်ကြက်တဲ့ထဲကိုရောက်သွားတယ်အဲ့ဒီအတွက်ကျွန်တော်တို့ live ဘွဲရားသည်ဖြစ်စေမရားသည်ဖြစ်စေတည်ဘွဲရားသည်ဖြစ်စေမရားသည်ဖြစ်စေရဖို့လေခင်းရင်လည်းကျွန်တော်မြင်တယ်ဒီအဆင့်ကိုဒီလိုကစားကွင်းရတာဟုတ်ပါပဲမြန်မာဘောလုံးအတွက်မြန်မာမျိုးသမီးအသင်းအတွက်ဒီစုလက်တစ်ခုလို့ပဲကျွန်တော်မြင်တယ်အဲ့ဒီစိတ်နဲ့ပဲကျွန်တော်တို့ပြည်သက်တွေကိုအားပေးစေချင် ဟုတ်ကဲ့ပါအဲ့တော့ဒါလက်ရှိအသင်းနဲ့ပတ်သက်ပြီးတော့ကောင်းထက်လက်ရှိမှာပြောသွားတယ်အသင်းမှာတခြားဒီကလပ်အသင်းတွေအနေပြီးတော့လက်ရွေးစင်အဆင့်ရှိစားသမား9ယောက်လောက်ခေါ်ထားတယ်သူတို့ရဲ့ ISB အသင်းမှာလည်းလက်ရွေးစင်စားသမားကျွန်တော်9ယောက်6ယောက်လောက်လူစင်းမှာတွေ့ရတယ်ဆိုတော့ဒီစုဖွဲ့မှုအပေါ်မှာပေါ့နော်ကောင်းထက်ရဲ့အမြင်လေးပေါ့ဒီအပေါ်မှာလည်းပြောပြပါအောင်အမျိုးသမီးအသင်းပြင်ဆင်မှုအပိုင်းပေါ့နော်အမျိုး ISB အမျိုးသမီးအသင်းပြင်ဆင်မှုအပိုင်းအကူလုံးနှီးပါတော့ကျွန်တော်ဒီရက်ထဲလေ့လာပြတယ်ပေါ့နော် ဒီလိုပြောတော့ပွင့်လင်းပြောရအောင်အဲ့လိုဒီဒီအသင်းအုပ်စုခွဲပြီးွားရဲပေါ့အချိဖြစ်တယ်ဘယ်အသင်းကဘယ်လိုရှိလဲဆိုတော့ပေါ့ပြီးတော့မှပဲစဉ်းစားကြည့်အောင်အဒီပစ္စမုပ္ပန်တော့တို့အားလာမယ်တချို့ဟာတွေသူခြေဆန်းပွဲကြားထဲမှာကစားရတယ်ကစားပိတ်တယ်ကစားရဆိုတော့ပဲပြော reset မထုတ်ပြန်တာမျိုးရှိတယ်ဟိုပွဲမတိုင်ခင်လုံနေတာဖြစ်တဲ့အတွက်ပြီးသူပြင်ဆင်မှုပိုင်းကလည်းမသိစေချင်တာလည်းပါမှာပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်တော့ကျွန်တော်အများကြီးတော့ပြောကြရတော့မရှိဘူးလက်ရှိမှာတော့ကျွန်တော်တို့တည်တလို့ဆိုလို့ရှိရင်တော့ဒါအားကျင်တဲ့ပွဲပေါ့နော်ပြီးရင်ဟိုဒီပြိုင်ပွဲမှာဆိုတော့လည်းကျွန်တော်တို့အသင်းကဒါခုမှဘယ်လိုပြောမလဲ ဟိုလမ်းလျှောက်စတင်တဲ့အရွယ်ကိုဖိုးဘက်ကအများကြီး record တွေလည်းကောင်းတယ်ပြီးဘလုံးအဆင့်တန်းရလဲကောင်းတယ်ဟိုအရန်အကောင်းတဲ့တိုင်းပြည်ပေါ့နော်ဘလုံးဆက်နေချင်းလဲကွာချမှုအရန်မြင့်တဲ့တိုင်းပြည်ဖြစ်တဲ့တော့ဟိုဘလုံးပြောရမလဲ reserve ဘိုင်းတော့ကျွန်တော်အများကြီးမတွေးထားဘူးဒါပြင်ဆင်မှုဘိုင်းလည်းရှိတလုံးမအားရလားဆိုရင်အားအကျဉ်းတဲ့ပေကျွန်တော်ခုနပြောလို့ဒီမြန်မာဘလုံးဖွဲ့ချုပ်က nation rider ကိုလည်း live ပူပေါင်းပေးထားတာဖြစ်တဲ့အတွက် ိုပြောမှဆိုလို့ချင်းတော့ဒီအသင်းအတွက်အကောင်းအောင်ဝိုင်းပြီးတော့စူးစမ်းပေးနေတာလေဒါအပေါင်းလက္ခဏာဆောင်တယ်တို့ရဲ့ဒီဒီပြင်ဆင်မှုအပိုင်းရုပ်ပိုင်းနေမှုပဲစိတ်ပိုင်းဆိုင်ရာမှာလည်းခွန်အားဖြစ်စေမယ်လို့မြင်တယ်ပေါ့နော်ပြီးနောက်တစ်ချက်ကကြတော့ဒီဟိုဒီပြိုင်ပွဲကတို့ရဲ့ဖိအားမရှိဘူးဗျကိုစွန်ကြီးပြောသွားသလိုပြိုင်ပတ်တွေကကျွန်တော်တို့အများကြီးအဆင့်တန်းမြင်တယ်ဘောလုံးရအောင်ကစားသမားရအောင်အခြေအနေကကျွန်တော်တို့မှာကဟိုဘယ်လိုပြောမလဲအားတက်ဖွဲ့ရဆိုလို့ဒါအခုမှဒီပိုင်ပွဲကိုကစားရတယ်ဆိုတာရယ်ဒီပိုင်ပွဲမှာရလက်ကောင်းနေရဖို့အတွက်အားလုံးဝိုင်းဝန်းဆောင်ရွက်နေရဆိုတာရယ် အဲ့အချက်တွေပဲရှိရောเนาะဒါပေမဲ့ဟိုအခွင့်အရေးဆိုတာလည်းအခက်အခဲရှိမှပေါ်တာဒီလိုအခြေအနေမှာဒီလိုပြိုင်ပွဲအဆင့်တန်းလို့ရှိရဟာကစားရတာကတော့ဒါကောင်းမွန်တဲ့အခြေအနေပဲရလက်ကောင်းရသည်ဖြစ်စေမရသည်ဖြစ်စေလက်တလောမြန်မာအမျိုးဒီ ISP အမျိုးသမီးအသင်းရဲ့ပြင်ဆင်မှုအပိုင်းတော့ကျွန်တော်စိတ်သဘောရဆိုတော့ချိန်တတ်တယ်ပေဒီပြိုင်ပွဲကနေအတွေ့အကြုံကောင်းနေအများကြီးရလာမယ်လို့လည်းယုံကြည်အောင်မြင်တာမအောင်မြင်တာတော့တပိုင်းပါဟုတ်ကဲ့ပါအဲ့တော့ဒါဒီပြိုင်ပွဲမတိုင်ခင်မှာဒါဒီ ISP သင်းနီးပြဒေါ်စန်သင်းကလိုင်စင်တွားဖြည့်တယ်ဂျပန်မှာထင်တယ်နော်အဲ့မှာအဲ့ကာလမှာ ယူဆက်ခွန်နီးပြအရာကြီးအသင်းကို train ပေးနေလွယ်ကြတယ်ပြီးတော့ခေါ်ထားတာကဒီပြည်တွင်းကဒီ AR တို့ရန်ကုန်တို့သစ္စာအမှန်တို့ကကစားသမား၉ယောက်လောက်ခေါ်ထားတယ်ဆိုတော့ဒီပြင်ဆင်မှုပေါ်မှာအကိုရဲ့အမြင်လေးပေါ့နော်ဒီအာတာချာအားနေချက်လေးနဲ့ပြောပြပါဦးနီးပြတော့စန်းစန်းသိန်းတောက်လျှောက်ကိုင်နေတဲ့အချိန်မှာဒီပြိုင်ဝင်နီးတဲ့အချိန်မှာသူခဏတော့အသင်းနဲ့ခွင်းကွာပါတယ် pro license သွားဖြည့်တယ်လို့ကြားရတယ်အချိန်မှာယူဆက်ခွန်နီးပြဝင်ထိန်းပေးတယ်အားလေးတော့တွေ့တယ်ဟိုကျွန်တော်အမြင်ပြောရလို့ရှင်တော့ဒါကအရင်ကောင်းတဲ့ လက္ခဏာမျိုးတော့မဟုတ်ဘူးသူ့နီးပြားနဲ့သူ့အသင်းအားတော့ပို့ပြီးတော့အသားကြမယ်လို့ထင်တယ်ဒါတော့တစ်ပိုင်းပေါ့နော်နောက်ဒီလူခေါ်တဲ့အပိုင်းပထမဆုံးကတော့ကျွန်တော်ခြေစွဲအောင်ပြီးတဲ့အချိန်မှာကြားရတာ ISP ကဒီနိုင်ငံသားကစားသမားခေါ်မယ်အဓိကအထောင်တိုက်စစ်နေရာအတွက်သူတို့လူနေတယ်အဲ့တော့ခေါ်မယ်ခေါ်ဖို့အတွက်ကြိုးစားမယ်ဆိုတဲ့တဲ့တင်နေကြရတယ်ဒါပေမဲ့အခုချိန်ဒီပေါ့နော်အခုချိန်ဆိုတော့ဒီရိုက်ကူးရိုက်တဲ့အချိန်ဒီကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီး confirm မဖြစ်ဘူးခေါ်ပြတဲ့ဆိုတာမျိုးလည်းမတွေ့ရဘူး အဲ့ဒါကတော့အတင်းအတွက်အားနည်းချက်လို့ကျွန်တော်မြင်မိတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီအပြင်းအားနေမြန်မာလက်ရွေးစဉ်၉ရောက်လောက်ကိုအငှားခေါ်တယ်ကာလာတို့နဲ့ဒီလေပြောရသလိုရခေါကပါတယ်အေယော်ဒီယာပါတယ်တစ္ဆာအာနာပါတယ်အတင်းမှာရှိပြီးသားလက်ရွေးစဉ်၆ရောက်၇ရောက်လောက်ရှိတယ်အဲ့တော့၅ရောက်၆ရောက်လောက်ဖြစ်သွားတယ်မြန်မာလက်ရွေးစဉ်အတင်းနီးဖြစ်သွားတယ်အတင်းနီးပါဖြစ်သွားတယ်အတင်းနီးပါဖြစ်သွားတယ်ဆိုရင်အဓိကလိုအပ်ချက်ဖြစ်နေတယ်အထောက်အထားဖြစ်နေရတဲ့အတွက်ကြတော့ပွက်လက်သွားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ ဒီလက်ကျွန်တော်တို့မြမလက်ရွေးတဲ့အနေမှာဆိုလဲအထောင်တိုင်းစစ်နေရမှာအဓိကဝင်သိမ့်ကြီးထုံးဝင်သိမ့်ကြီးထုံးဒီဒီမှာပါမလာနိုင်ဘူး။ तू ကမလေးကလပ်စာပါမှာကစားနေတဲ့အတွက်ပြီးပါတော့မေထက်လူရှိတယ်။ခြေစပွဲမှာကံပါတယ်။ကံပါတဲ့မေထက်လူရှိတယ်။ဒီနှစ်ယောက်လုံးဒီ ISB မှာတိုက်စစ်မှာပါလာဖို့မသေးကြဘူး။မသေးကြဘူးဆိုတာဝင်သိမ့်ကြီးခေါတော့ကတော့မပါဖို့သေးကြတယ်။မေထက်လူကလည်းမပါဖို့များတယ်ဆိုတော့တည်င်းနေကြားနေရတယ်။အခုချိန်ဒီပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ ဒီ INFP အတင်းကသူလိုနေတဲ့လိုအပ်ချက်ကိုအဓိကမဖြည့်နိုင်ဘူးလို့ပဲကျွန်တော်မြင်တယ်ဒီတိုက်စစ်ပိုင်းမှာ INFP အားလဲတယ် INFP ရဲ့ကစားပုံကမြန်မာလက်ရွေးတဲ့အတင်းရဲ့ကစားပုံနဲ့လည်းတော်တော်နီးနီးဆက်သက်တူတယ်အဓိကကတော့သူတို့ဒီ defend လို့အားပြုတယ် counter attack နဲ့သွားတယ် counter attack နဲ့သွားတဲ့နေရာမှာအဓိကဘာသွားလို့လဲဆိုတော့အထောင်တိုက်စစ်မှုရဲ့ခံခံတာကရန်ရေးပါဟုတ်တယ်အဲ့ဒီအတွက်ဒီအရှအနာကြီးနိုင်ငံတွေရဲ့မျိုးသမီးကလပ်တင်၃သင်းနဲ့အရှင်တိုင်းတဲ့နေရာမှာတည်ကြတယ်ကျွန်တော်တို့ဒီ ဒီဖက်မိုင်းကိုပဲအာပြူကားမှာသူတိုက်ကိုတိုက်သူဖွင့်ကိုဖွင့်ကားမယ်လို့ကျွန်တော်မထင်ဘူးအဲ့လိုအချိန်မှာဒီတိုက်စစ်ပိုင်းအာနေဂျာကတော့ကို့အတွက်အဓိကအာနေဂျာလို့ကျွန်တော်ကတော့မြင်မိတယ်ဟုတ်ကဲ့ပါအဲ့တော့တစ်ဆက်တည်းပဲကွာဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့နော်စုချေးရလဲပါတော့ဒီအမျိုးသမီးဘောလုံးလောကမှာတော့တော်တော်လေးမလောက်ဆရာစုချေးမျိုးဆိုဒီပိုင်းလေးလည်းနည်းနည်း share ရလို့ပဲပါအောင်ကိုဒီအုပ်စုအစည်းအဝေးတက်လာလို့ရှင်သူတို့တတ်မှတ်ချက်ရဆိုရင်ဒေါ်လာ300စာရတယ်ဒီကျွန်တော်ဒီ group အစည်းအဝေးတက်လာတဲ့အတွက်အတင်းလိုက်ဒီဒေါ်လာ300 စားရတယ်ပြီးွားလို့ရှိရင်ဒီကနေ quarter final ကိုထပ်တက်မယ်ဆိုရင်ဒေါ်လာ8000ထပ်ရမယ်ပြီးွားတော့အဲ့လိုတစ်ဆင့်ချင်းတစ်ဆင့်ချင်းဒီမှာဆိုစုကြီးတွေပြီးွားတယ်ဒုတိယရလို့ရှိရင်ဒေါ်လာ5000တင်းပြီးပဲပထမရတဲ့အတင်းဒီ FC Women Champion League ရဲ့ Champion အတင်းကိုဒေါ်လာတစ်သန်းလို့ပြီးတော့သတ်မှတ်ထားတာတွေ့ရတယ်ဒီအရှအနေထားနဲ့ပြောရရင်အမျိုးသမီးဘောလုံးအနေထားနဲ့ပြောရလို့ရှိရင်တော့တော်တော်လေးကိုမလောက်စရာကောင်းနေများတဲ့စုချင်းငွေပမာဏလို့ပဲပြောရမှာ ဟုတ်ကဲ့ပါဒါအကိုပြောခဲ့တယ်လို့ပေါ့နော်ကစားသမားစုဖွဲ့မှုပြင်ဆင်မှုဒီလက်ရွေးစင်အစဉ်ကစားသမားတွေခေါ်ထားဆိုတော့တကယ်ဟိုလက်ရွေးစင်ကိုစားပြုကလပ်အသင်းဆိုတော့လက်ရွေးစင်နီးနီးပါပဲစုဖွဲ့ထားနေတာသူတို့ဘယ်လောက်ထိဒီခြေစွမ်းပြမလဲဆိုတာကတော့ကျွန်တော်တကယ်လက်တွေ့ကိုင်းထဲမှာကြည့်ရမယ်တခြားပြိုင်ပွဲတွေကျွန်တော်တို့ကပြောပဲပြောနေတာတကယ်တမ်းမြင်ထားလားဆိုတော့ကျွန်တော်တို့တခြားမမြင်ထားဘူးပေါ့နော်သူတို့လေးလာထားသလောက်လက်လန်းမိသလောက်ကျွန်တော်တို့ကဒါ sharing လုပ်တဲ့အပိုင်းဆိုတော့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါကောင်းထက်ရဲ့အမြင်လေးပေါ့ဘာများဖြစ်ဆက်ပြီးဒီပုံမှာပြောချင်နေလဲ Facebook ပြီးပြောချင်တာ information ပေါ့နော်ဒီ तू ကအာနှစ်ပွဲကံပါဟုတ်တည်းရောလက်မှတ်တစောင်ဝယ်လို့ချင်းနှစ်ပွဲကိုကြည့်လို့ရမယ်ပြီးရင်အဖွဲ့ချုပ်ကအချို့ဖို့ကားစီစဉ်ပေးမယ်ဒါဒီလို outside တာလေးတွေကလည်းပြည်သက်တွေအတွက်ဒါအစဉ်ပြေစီလောက်တဲ့အခြေအနေပေါ့နော်လက်ရှိရတဲ့လူကလည်းတိတ်မကောင်းတော့ဒါဒါပြောချင်တယ်ပြီးရင်အာဘယ်လိုပြောမလဲခုနကကိုစွန်ကြီးပြောရတယ်မှာတော်တော်များပါပါပြီဟိုပြိုင်ပွဲအဲစူကြီးကမလောက်စရာကောင်းတယ်ဒါကျွန်တော်တို့ကအခုမှလမ်းလျှောက်တင်နေရတယ် မျိုးသမီးဘောလုံးအခြေအနေနဲ့ဆိုလို့ရှိရင်ပြီးဒီတစ်ချက်မှာကဒီအသင်းအောင်မြင်ဖို့အတွက်ရလက်ကောင်းဖို့အတွက်ဆိုလို့အခြားအသင်းတွေအကုန်လုံးနဲ့ဝိုင်းပြီးပတ်မှုပြတာတဲ့အခြေအနေဒါပေမဲ့အနာဂတ်မှာရောကျွန်တော်တို့ဘယ်လိုဖြစ်နိုင်မလဲအဲ့ဒါတော့ကျိုးကျိုးပလန်ထားဖို့လို့လောလောဆယ်ဒါတော့ရေတူကူစားမှုတွေပေါ့နော်ဟိုအမျိုးသမီးအသင်းကလက်ရှိမှာအမျိုးသမီးဘောလုံးအခြေအနေကပရိသတ်စိတ်ဝင်စားမှုလည်းရနေတယ်အောင်မြင်တဲ့အခြေအနေလည်းရှိရဲပြီးရင်ဒါအခုဆိုလည်းပြိုင်ပွဲတွေကစားရတဲ့ပြိပပြိုင်ပွဲတွေကစားရတဲ့အခြေအနေတွေဖြစ်လာပြီအဲ့လိုအခြေအနေကတော့တဖြည်းဖြည်းနဲ့တိုးတက်သွားဖို့လိုတယ်ဒီရေရှိစီမံကိန်းတွေ ေးသေးချာချာလုပ်ထားဖို့တော့လိုတယ်အဲ့လိုရှိမှန်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ပိုတိုးတက်တဲ့အခြေအနေတစ်ခုအစင်ကြီးတိုးတက်သွားတဲ့အခြေအနေတစ်ခုကိုဒါကျွန်တော်တို့မြင်ရနိုင်တယ်မဟုတ်လို့ရှိရင်တော့မြို့သားဘောလုံးလိုပဲတဖြည်းဖြည်းဆွေးယူသွားတဲ့အခြေအနေဖြစ်လိမ့်မယ်ဒါကတော့မတူညီရနှစ်ခုကိုခိုင်းနိုင်ပြရလို့တော့မမြင်စေချင်ဘူးပေါ့နော်နောက်တစ်ချက်ကတော့ကျွန်ခုနပြောသွားသလိုအခွင့်အရေးဆိုတာကအခက်အခဲရှိမှပဲပေါ်လာတာဒီပြိုင်ပွဲကနေကျွန်တော်တို့ဘယ်လောက်မှတ်ကြောက်အတင်ခံနိုင်လဲပေါ့နော်အဲ့လိုအရာမျိုးကလည်းဒါ ဒီမှာစကားအများကြီးပြောမယ်လို့ထင်တယ်အဲ့တော့ဘာကိုမျော်လင့်လို့ရနိုင်မယ်လဲဆိုတော့ဒီကိုစုံကြီးပြောရသလိုပဲကျွန်တော်တို့ဘောလုံးအဆင့်တန်းကွာရတယ်အဲကစားသမားအင်အားချင်းကွာရတယ်အတူတသင်းချင်းတွေကအကယ်ဒမီတွေပေါ့နော်ဥပမာစီဆိုပါကြပါဆိုဒီဂျပန်အသင်းဆိုလို့ချင်းသူတို့အကယ်ဒမီရှိတယ်ကစားကတစ်ခုလည်းရှိတယ်ကစားပုံကလည်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန်ဆက်ပိတ်ဆော့ရမယ်ကစားပုံမျိုးကြီးပေါ့နော်အဲအဲ့လိုအသင်းနေနဲ့တွေ့တဲ့အခါမှာဟိုကျွန်တော်တို့တွေဘလောက်ထိပြန်လုပ်ပြနိုင်လဲအဲ့ဒါကိုလည်းပြည်သက်ကမြင်နေမှာပဲအဲ့ဒါမြင်နေတဲ့ပြည်သက်ကပဲကိုင်းနေရောက်လာမှာပေါ့နော်အဲ့တော့ ဒီပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုအခြေအနေကဘာတွေမျှော်လင့်လို့ရနိုင်လဲဆိုလို့ရှိရင်တော့အများကြီးတော့မျှော်လင့်လို့မရနိုင်ဘူးသို့တော်လည်းကျွန်တော်တို့ဟိုမျှော်လင့်လို့ရနိုင်တဲ့အမြင့်ဆုံးအခြေအနေနဲ့သွားမယ်ဆိုလို့ရှိရင်တော့ဒါပြည်သက်တွေလည်းခြေနဲ့မယ်ကျွန်တော်တို့လည်းအတွေ့အကြုံကောင်းနေအများကြီးရမယ်အဲ့လိုဝင်းဝင်းဖြစ်သွားမယ်လို့ဖြစ်ပါတယ်ပဲအဲ့တော့ဟိုပြိုင်ပွဲနဲ့ပတ်သက်တော့ဒါကျွန်တော်တို့စောင့်ကြည့်ရမယ်အားပေးရမယ်ဒီအသင်းဘာတွေထပ်ပြီးတော့လုပ်ပြနိုင်မလဲဆိုတာပေါ့အဲ့ဒါတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်လို့ထင်ပါတယ်ပြဟုတ်ကဲ့ပါအဲ့တော့ဒါကိုစိုးကြီးကလည်းအပိတ်လေးအနေနဲ့ပေါ့မြန်မာသင်းရဲ့ပွဲစဉ်တွေကအချိန်အားဖြစ်ပါဆိုရင် ထမပွဲစုဝမ်းတဲ့ပွဲက9နာရီဒုတိယပွဲဒူဂျူဘာရီနဲ့ပွဲကညနေ3နာရီနောက်ဆုံးပွဲနာဂွေရောင်းတဲ့ပွဲကလည်း9နာရီဆိုတော့လက်ရှိအခြေအနေက9နာရီဆိုတော့နည်းနည်းပြည့်သက်တွေအတွက်เนาะဟိုအခက်ခဲရှိနေတယ်အကျိုးပို့တွေလုတ်ပေးထားလို့တော့ကြားရတယ်ဒါကတော့တကယ်အခြေအနေမှန်ဟိုကိုင်းနဲ့ရောက်မှသိရမှာဆိုတော့ဒီပွဲစဉ်စရာရေးဆွဲမှုအပေါ်မှာရောပြောမြန်မာသင်းနဲ့ပတ်သက်ပြီးတော့အခုနေနဲ့အပိတ်လေးလည်းပြောပြပါဦးဒီပွဲစဉ်တွေအားရည်ဆွဲမှုအနေနဲ့တော့ကျွန်တော်ထင်တာတော့ဗောနော်မြန်မာအင်ရှင်ဖြစ်နေတယ်အင်ရှင်ဖြစ်တဲ့အတွက်ဒုတိယပွဲစဉ်တွေကို တနေ့နှစ်ပွဲကတည်းကအချိန်မှာဒုတိယပွဲစဉ်ကိုရွေးထားတယ်။ညာသွားပြန်လည်းအဲ့လိုရွေးကြတယ်။ဒီလှုပ်ထုပ်လုပ်နေတိုင်းပေါ့။အဲ့မဲ့ကျွန်တော်ဒီဒီမှာပြည်သက်တွေအတွက်ကြတော့နည်းနည်းလေးသွားပြန်လာလေ။နောက်ကြတဲ့အခက်အခဲလေးတွေရှိမှာ။ဒါမဲ့လည်းကျွန်တော်အမြင်ပြောရရင်တော့ပြည်သက်တော့လျှော်သွားမယ်မထင်ဘူး။ပြည်သက်တွေအားလုံးဒီ NSB အပေါ်မှာစိတ်ဝင်စားနေကြတယ်။သူနဲ့ရှင်ဆိုင်ရမယ်ပြိုင်ပွဲတွေရတယ်။တကယ်ကိုအဆင့်တန်းမြင့်တဲ့ကစားသမားတွေဒီကစားသမားတွေတော့ပါလေတဲ့။အဲ့တော့ ဒီကဘာအဆင့်ကသာမှကသာသမားတွေပါနေတဲ့အသင်းတွေနဲ့ကသာ ISB ဘွယ်ကိုပြိတ်သက်တယ်ဒီတခဲနဲ့အားပေးကြအောင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကြည်လဲကြီးသင့်တယ်လို့ကျွန်တော်ထင်တယ်ဒီအပိတ်အနေနဲ့ပြောရမယ်ဆိုရင်ဒီအနှစ်ချုပ်ပေါ့နော်ကျွန်တော်မြင်မိတာပထမတစ်ခါအစီအစဉ်မှာတော့ကျွန်တော်ထည့်ပြောဘူးလေဘာလေးကိုသွားတရိရလဲဆိုကျွန်တော်တို့စီကဘန္နာခွန်အသင်းအရှချက်မြန်လိဟိုပထမဆုံးသွားပြိုင်နေတဲ့လုံဝအခြေအနေလေးကိုသွားတရိရတယ်အဲတော့မှဆိုရင်ဘန္နာခွန်အသင်းကဒီဂျပန်ကလပ် ကာရှိမားနဲ့တွေ့တယ်ပြီးတော့ဒီတောင်ကိုရီးယားကလပ်တစ်ခုနဲ့တွေ့တယ်နောက်ပြီးရင်ဒီတီယိုကလပ်ရှန်ဟိုင်းနဲ့တွေ့တယ်အဲ့ဒါနဲ့တွေ့တယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့ပွဲတိုင်းကိုဂိုပြက်ရှုံးပါတယ်3-1နဲ့ရှုံးတဲ့ပွဲရှိတယ်4-1နဲ့ရှုံးတဲ့ပွဲရှိတယ်5-1နဲ့ရှုံးတဲ့ပွဲရှိတယ်အဲ့လိုမျိုးလေဒီဘာသာတွေ့ရလဲဆိုအဲ့တော့ကလည်းဘန်တာခွန်သွားလဲကျွန်တော်တို့တစ်သင်းလုံးရဲ့80ရာခိုင်နှုန်းလောက်ဒီမြမလက်ရွေးတဲ့အားလုံးပါပဲဒါပေမဲ့ pro အဆင့်ကိုတက်လန်းတဲ့အချိန်မှာကျတော့ကွာဟမှုအများကြီးရှိပါတယ်ကာရှီမားတို့ပါလို့ဆိုတာဘရာဒီလက်ရွေးစင်းဟောင်းတယ် ကစားနေတဲ့အချိန်မျိုးဒီတောင်ကိုရီးယားပွန်စတီစတီလာဟုတ်တယ်ကျွန်တော်မှတ်မိပြီအဲ့လိုမျိုးပဲကို ISP ဒီလေကျွန်တော်တို့အပြော်ရန်ဆင်းရနေသွားလာလေရွေးစဉ်ကစားသမားတွေ80ရာခိုင်နှုန်းကျော်လောက်နဲ့ဖွဲ့စည်းထားတယ်ဒါပေမဲ့လည်းဒီခုနပြောသလိုဟိုဘက်ကဘောလုံး ENG နိုင်ငံဖြစ်တဲ့အပြင်ဒီ Pro League အချိန်ဟုန်ကောင်းနေတဲ့နိုင်ငံအောင်မြင်မှုအစင်လာကြည့်တဲ့အတင်းနဲ့အစင်လာအစင်လာရှိတဲ့အတင်းနဲ့ရှင်ရတော့ကျွန်တော် level กว่าတော့မြင်ရမယ်အဲ့တော့ဒါမှကျွန်တော်ထင်ပါတယ် ကျွန်တော်ပါဝင်ပါမြန်မာဘောလုံးပြည်သက်တည်တည်ဒီပွဲမှာ NSP နိုင်မှကစားပုံလာမှဂိုးတွေတင်မှဆိုပြီးလာအားပေးကြမယ်လို့မထင်ဘူး ISP ဘယ်လောက်ထိလုံပြနိုင်မလဲဘယ်လိုကြိုးစားမလဲဒီအတွက်ပဲလာအားပေးကြမယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ် ISP ဒီအသင်းအနေနဲ့လည်းဒီပွဲစဉ်မှာအနိုင်ရှုံးရလက်ဆိုတာထက်သူတို့ဘယ်လောက်ထိလုံပြနိုင်မလဲသူတို့ဘယ်လောက်ထိကြိုးစားလဲဆိုတာပြည်သက်ကိုအဓိကခြားပြသိခြင်းတယ်အဲ့ဒီစိတ်နဲ့ပဲကျွန်တော်တို့အားပေးကြမှာ ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့မြန်မာဒီအမျိုးသမီးဘောလုံးလောကအတွက်အချိုးအကွေ့တစ်ခုပေါ့နော်ဒီလိုကလပ်အဆင့်မှာ အာရှအဆင့်ကိုကစားခွင့်ရမယ်ဆိုတော့ ISB အသင်းအတွက်လည်းအများကြီးကြိုးပမ်းပါတယ်ကျွန်တော်တို့လည်းအခါခွင့်သိရင်ကိုယ်နဲ့မှာသွားရောက်ပြီးတော့အားပေးကြမှာပါအဲ့တော့ဒါပြည်သက်တွေလည်းကျွန်တော်တို့ဒီဒီ ISB အသင်းပွဲစဉ်တွေကိုအားပေးဖို့ ready ဖြစ်နေလောက်ပြီလို့ထင်ပါတယ်အခုကျွန်တော်တို့ညီကိုတွေတင်ဆက်ပေးခဲ့တာကတော့ ISB အသင်းရဲ့အာရှချန်ပီယံလိ အုပ်စုရင်းအနေထားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ညီကိုတွေရဲ့အမြင်လေးတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ကြတဲ့ဖိသက်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်